င်ကြီးနှင့်ပညာရှိပြည့်ဝစေပုံးမည်တခါကတော်ကြီးတစ်ခုမှဆင်ကြီးတကောင်ရှိလေတယ်တနည်းမှာဆင်ကြီးဟာတော်ရဲကိုလဲ့လေသွာလာနေတော့မြေမြပေါ်မှာပြည့်ဝစိတ်ကလေးတွေတတီကြီးတန်းကြီးသွာလာနေရကို မြင်တွေ့လေတယ်အတန်ကြာတဲ့အခါဆင်ကြီးဟာခေတ္တခဏရွက်ပြီးပြည့်ဝစိတ်တွေသွာလာနေရကိုကြည့်ကပြည့်ဝစိတ်တကောင်ကိုမေးလိုက်တယ်ဘာဖြစ်လို့ဒီလိုတတီတန်းကြီးသွာလာနေရတာလဲ အဲ့ဒီခါပြည့်ဝစိတ်ငယ်ကဒီနေ့ကျွန်တော်တို့ဘယင်ကြီးရဲ့လက်ထမင်္ဂလာပွဲနေ့လေသူတို့သမီးရဲ့အိမ်တော်ကိုဘယင်ကြီးကြွားချင်နေတာပါလို့အပြန်ဖြေတယ်။မင်းတို့ဘယင်ဆိုတာဘယ်မှာလဲလို့စင်ကြီးကမေးလိုက်ပြန်တယ်။အဲ့ဒီခါပြည့်ဝစိတ်ကကျွန်တော်တို့ဘယင်စိတ်တွေရဲ့အလဲကပြည့်ဝစိတ်ဟာကျွန်တော်တို့ရဲ့ဘယင်ကြီးပဲလို့ဆိုလေတယ်။ပြည့်ဝစိတ်လေးတွေရဲ့စကားကိုကြားတဲ့အခါစင်ကြီးဟာတဟားဟားရေမောကအမလီအံ့ပါကွာ။ ဒါမင်းတို့ရဲ့ဘယင်ဟုတ်လားမင်းတို့ဘယင်ကငငယ်လေးပါလားကွာအယုတ်ဆိုးအကြီးတန်ပါပြီဘယင်နဲ့လည်းမတူပါဘူးကွာလို့မချေမငန်းပြောဆိုလေတယ်။တရွတ်စိတ်ဘယင်ကြီးဟာစင်ကြီးရဲ့မချေမငန်းပြောဆိုတဲ့စကားကိုကြားသည့်သွားတဲ့အခါတရွတ်စိတ်ဘယင်ကြီးကတင့်လို့ပဲကျွန်တော်အားလုံးဟာဖယားတခင်ကဖန်ဆင်းပေးထားတာပါဒါပေမဲ့တင်ဟာ အကောင်သာကြီးမိမဲ့အချိန်မစည်းပါဘူးကျွန်တော်ဟာသိငယ်ပေမဲ့ ။တင့်လုံမရိုင်းပြပါဘူး။ရင်ကျေးတိမ်မွေးကြပါတယ်လို့ပြောဆိုလိုက်လေတယ်။စင်ကြီးကပြည့်စိတ်ဘရင်ကြီးရဲ့စကားကိုကြားတဲ့အခါအလွန်စိတ်ဆိုးသွားပြီးအကောင်ကငယ်ပေမဲ့တော်တော်ကြီးကျယ်ရေကောင်းပါလား။ငါချေနဲ့နေပြီးတမိတော့မှာပဲလို့ကျင်းဝါလီတယ်။အရိခါပြည့်စိတ်ဘရင်ကြီးကအတင်ကျွန်ုပ်ကိုတရေတက်ကြည့်ပါလားကျွန်ုပ်ရဲ့ရဲမက်တွေကအတင်ကိုတိုက်ခိုက်ကြလိမ့်မယ်လို့ဆိုလိုက်လေတယ် ဆင်ကြီးဟာဘရွန်စိတ်ဘရင်ကြီးရဲ့စကားကိုကြားတဲ့အခါအာရပါရအော်မီရေမောကဒီလောက်ပီစီကွေးလေးတွေကငါ့ကိုတိုက်ခိုက်မင်းဆိုတာရေစရာကြီးပါလားငါ့ကိုဘလို့တိုက်ခိုက်ကြမှာလဲပြောစမ်းပါဦးငါမင်းတို့ကိုခယူမဆိုင်ပေါင်းလို့ဆိုလေရယ်အရိကဘရွန်စိတ်ဘရင်ကြီးကကောင်းပြီကျွန်တော်တို့ကိုခုနှစ်ရက်သာအချိန်ပေးပါခုနှစ်ရက်ပြည့်ရင်အတင်နဲ့စစ်ခင်းမယ်လို့ပြောပြန်နေတယ် စင်ကြီးဟာမိမိကိုကိုအထင်တကြီးနဲ့မင်းတို့ကိုခုနှစ်ရက်မဟုတ်ဘူးခုနှစ်လအချိန်ပေးမယ်လို့ခက်ကြွားကြွားပြောဆိုလေတယ်။စင်ကြီးထွက်သွားတဲ့အခါပြည့်ရစိတ်ဘရင်ကြီးဟာသူ့လူတွေအားလုံးကိုကေဒိုရီအခုချိန်ကစပြီးလေကွင်းထဲမှာကျင်းတူကြစို့လို့ဆိုကားလေကွင်းထဲမှာပြည့်ရစိတ်လေးတွေစုပြီးစတင်ကျင်းတူလေတော့တယ်။သူတို့ဟာလေကွင်းထဲမှာ6ရက်နဲ့6ရက်တိုင်တိုင်မရက်မနာတူကြရအောင် အလွန်ကြီးမားတဲ့ကျင်းကြီးတစ်ခုဖြစ်ပေါ်လာလေ။ပရွက်စဲ့ဘယင်ကြီးဟာကျင်းကြီးကိုကြည့်ပြီးကဲငါအပေါင်းဖော်တို့ဒီလောက်ဆိုတော်လောက်ပြီဒီကျင်းသေးကိုဆင်ကြီးလိမ့်ကြရင် ပြန်တက်နိုင်မှာမဟုတ်တော့ဘူးလို့ဆိုရယ်။အရိချင်းမမြောက်တကောင်ဟာဇင်နဲ့ပရွက်စိတ်တို့ရဲ့စစ်ခင်းတိုက်ခိုက်မဲ့သရင်ကိုကြားသိသွားလေတယ်။မြောက်ဟာဆင်ကြီးစီသွားရောက်ပြီးတောမြိုင်ကြီးရဲ့သခင်ကြီးကတင်တို့ရဲ့ စစ်မက်ဖက်ပြိုင်မဲ့သရင်းကိုကြားလို့အတော်ပဲစိတ်ဆိုးနေတယ်။သင်တို့သခင်ကြီးစီကိုအကျိုးအကြောင်းကြိုတင်ပြောမထားဘူးလားလို့ပြောဆိုလေတယ်။အဲ့ဒီအခါစင်ကြီးကကျုပ်ပြောဖို့မိနေတယ်။အသင်ပဲသွားပြောပေးပါလားလို့ပြန်ပြောတယ်။မြောက်လေတောမြိုင်ကြီးသခင်ချေကြီးစီကိုလာရောက်ပြီးအိုးသခင်ကြီးစင်ကြီးနဲ့ပြည့်ဝစိတ်ဘယင်ကြီးတို့ဟာမကြခင်စစ်ပွဲဆင်နွှဲကြတော့မယ်လို့ပြပြလေးတယ်။ ဒီစစ်ပွဲရဲ့အနိုင်ရှုံးကိုဘသူကအဆုံးဖြတ်ပြီးမှလဲလို့ခြေကြီးကမေးတယ်။သူတို့နှစ်ဦးစလုံးဒိုင်းလူကြီးမရှိပါဘူးလို့မြောက်ကပြန်ပြောတယ်။ဒီလိုဆိုငါဒိုင်းလူကြီးအဖြစ်ဆောင်ရွက်မယ်လို့ခြေကြီးကဆိုလေတယ်။ဒီလိုနဲ့စင်နဲ့ပြည့်ရဲ့စိတ်တို့သတ်မှတ်ထားတဲ့ခုနှစ်ရက်မြောက်နနက်ခင်းကိုရောက်ရှိလာလေတယ်။တော်တွင်ရှိသတိဆန်အားလုံးဟာစင်ကြီးနဲ့ပြည့်ရဲ့စိတ်တို့ရဲ့စစ်ပွဲကိုကြီးရှုဖို့လေကွင်းထဲမှာစူဝေးရောက်ရှိနေကြတယ်။ တိုင်းလူကြီးအဖြစ်ဆောင်ရွက်မဲ့တောမြိုင်သခင်ခြေကြီးလဲရောက်ရှိနေပါပြီ။မကြခင်ခြေအတွင်းတွင်မှာတော့စင်ကြီးဟာလက်ကွင်းအထဲကိုရဲဝင့်မော်ကြားစွာရောက်ရှိလာပြီးပြည့်စိတ်ဘရင်ဆိုတဲ့ကောင်ဗမာလဲလို့ပြည့်စိတ်ဘရင်ကိုနှိမ့်ချကမော်မော်ကြွကြွပြောဆိုလိုက်လေရေ။မြောက်ကောင်သူတို့မရောက်သေးပါဘူးလို့ဆိုတဲ့အခါစင်ကြီးကဒီကောင်လေးကို တကောင်မှမကြံအောင်တတ်မယ်လို့ကြုံပါလေတယ်။မကြခင်ချိန်မှာပဲ ပြည့်စုံဘရင်ကြီးဟာပြည့်စုံပေါင်းများစွာကိုဥစားပြီးရောက်ရှိလာလေတယ်။တိုင်းလူကြီးဖြစ်သူခြေကြီးကအခုချိန်ကစပြီးစင်ကြီးနဲ့ပြည့်စုံတို့စစ်မှတ်ဖက်ပြိုင်နိုင်ပြီး ဖြစ်ကြောင်းကြေညာလိုက်တယ်။စင်ကြီးဟာပြည့်စုံတွေစီပြေးသွားပြီးခြေရောက်နဲ့နင်းသက်လေတယ်။ပြည့်စုံတီဟာစင်ကြီးရဲ့ကိုပေါ်ကိုခြေရောက်ကနေတဆင့်တွေ့တက်ကုန်ကြတယ်။တချို့ကစင်ကြီးရဲ့နှာခေါင်းကြားရဲကိုတိုးဝင်ကြိုက်ခဲကြတယ်။ တချို့ကနရွယ်တချို့ကမျက်စိတချို့ကနှာမောင်းထဲကိုဝင်ကအာသွန်ခွန်ဆိုင်ခိုက်ခဲ့ကြရတယ်။သိမ့်မကြခင်အချိန်အတော်တွင်းမှာပဲစင်ကြီးဟာ မခံမရနိုင်ဖြစ်လာပြီးသူ့ခန္ဓာကိုယ်ကိုမြေပေါ်ကိုလဲကြကပြွေစိတ်တွေကိုခါထုတ်လိုက်လေတယ်။ဒါပေမဲ့လည်းပြွေစိတ်တွေဟာစင်ကြီးရဲ့ခုပေါ်ကကွာကြမသွားကြပဲစင်ကြီးရဲ့ကိုခန္ဓာတစ်ခုလုံးကိုနေရာအနက်ခိုက်ခဲထားကြလေတယ်။ စင်ကြီးဟာနာကျင်လုံးအာကြီးတော်မို့ဒေါသတကြီးဩကမြေပေါ်မှာလူးလိတ်နေလေတယ်။သူခန္ဓာကိုယ်ကြီးဟာလူးလိတ်ရင်ပရွယ်စိတ်တွေတူးထားတဲ့ကျင်းကြီးနဲ့ဤတထက်နီးလာလေတယ်။နောက်ဆုံးမှာတော့ကျင်းကြီးဟာစင်ကြီးဟာကျင်းကြီးထဲကိုထိုးကျသွားလေတော့တယ်။အဲ့ဒီအခါကျင်းကြီးထဲမှာအတင်ဆောင်နေကြတဲ့ပရွယ်စိတ်ဤထောင်ပေါင်းများစွာဟာစင်ကြီးကိုဝိုင်းအောင်ကြိုက်ခဲ့ကြတယ်လေ။စင်ကြီးဟာ နာကျင်မှုပေါ်မခံမရနိုင် ဖြစ်ပြီးအတကုံအော်ဟစ်နေတယ်။နောက်ဆုံးမှာတော့အစီကြီးဟာသေဆုံးသွားလေတယ်။တုံးမြိုင်သခင်အချစ်ကြီးကတော်တွင်သတိဆန်တွေကိုကဲစင်ကြီးနဲ့ပရဲစိတ်တို့ရဲ့ပြိုင်ပွဲမှာပရဲစိတ်တွေကအနိုင်ရသွားပါပြီ။သူတို့ဟာအလွန်သေးငယ်လာပြီမဲ့အမျိုးအမြင်ကြီးမပြီးလိမ္မာပါနဲ့ကြတာမို့အနိုင်ရသွားတာပဲ ဖြစ်ပါတယ်လို့ပြောကြားလိုက်လေတယ်။ပန်းပွင့်နဲ့ပြာကလေးပုံပြီး တခါတော့ကတောအုပ်ထဲမှာตายာလာပါတဲ့ဥယျံကြီးတစ်ခုရှိတဲ့အဲ့ဒီဥယျံကြီးထဲမှာထူးထူးဆဆန်းပွင့်နေတဲ့ပန်းပွင့်ကြီးတစ်ပွင့်ရှိတာပေါ့တနည်းမှာတော့ပန်းပွင့်ကြီးဟာနိပူဇာလုံနေတယ်အဲ့ဒီအချိန်မှာပြားကလေးတစ်ကောင်ဟာပန်းဝင်းရယ်ရင်းစောက်ယူဖို့ရောက်လာတဲ့ပြားကလေးဟာပထမဆုံးပန်းပွင့်ကြီးစီမှာဝိရယ်စုပ်ဖို့လာပြီးကြည်တာပေါ့ဒါပေမဲ့ပန်းပွင့်ကြီးထဲမှာဝိရယ်တွေခန်းချောက်နေတာကိုတွေ့တော့ စိုးရိမ်သွားတယ်။အဲဒါကြောင့်ပန်းပွင့်ကြီးကိုမေးလိုက်တဲ့။ပန်းပွင့်ကြီး၊ဘာကြောင့်တင်ထံမှာရှိတဲ့ဝိရေတွေခန်းချောင်းနေတာလဲ။ပြောစမ်းပါဦး။ဒီတော့နေပူစားလုံနေတဲ့ပန်းပွင့်ကြီးကပြားကလေးကို ပြားကလေးငါအခုတလော နေထိုင်မကောင်းဖြစ်နေလို့မင်းတို့အတွက်ဝိရေတွေမစူဆောင်းနိုင်ဘူး။ကြာလာရင်ငါတို့ပန်းတွေပွင့်နိုင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့။ဒီတော့ပြားကလေးတဲ့ပန်းဝင်ကြီးနဲ့ပန်းတွေမပွင့်နိုင်ရင် သူတို့ဆုပ်ယူမဲ့ဝိရီတွေရမှာမဟုတ်တော့ဘူးဆိုတာသိသွားတဲ့အခါပန်းဝင်ကြီးဘာကြောင့်ပန်းတွေမပြုတ်နိုင်တော့တာလဲကျုပ်ကိုပြောစားပါဦးကျုပ်ကူညီနိုင်ကူညီပါမယ်အဲ့တော့ပန်းပွင့်ကြီးကပြားကလေးကို ပြောလိုက်တဲ့ပြားကလေးငါခြေရောက်တွေကိုကြည့်စမ်းပါဦးယခင်ကလို့ဖြောင့်ဆင်းပြီးလာပါမနေပဲဒဏ်ရာတွေရှိနေတယ်အဲ့ဒါနဲ့ပြားကလေးကပန်းပွင့်ကြီးရဲ့ရှီလာပြီးခြေရောက်လို့ဖြစ်နေတဲ့အပင်ရောက်ကိုကြည့်တာပေါ့ ပန်ပင်ကြီးရဲ့အပင်အောက်မှာမြေစာတွေကိုတူးဆွနေတဲ့ကျွတ်ဖြူလေးတကောင်ကို ထူးခြားစွာတွေ့လိုက်ရတာပေါ့အဲ့ဒါကြောင့်ပြားကလေးဟာပန်းပွင့်ကြီးကိုနှုတ်ဆက်ပြီးပန်းပွင့်ကြီးရဲ့အပင်အောက်မှာမြေစာတွေတူးနေတဲ့ကျွတ်ဖြူလေးစီကိုသွားပြီးမေးလိုက်တယ်အတင်ကျွတ်ဖြူလေးဘာကြောင့်ကျုပ်အမဲဝိရင်ရနေတဲ့ပန်းပွင့်ကြီးကိုနှိမ့်ဆက်နေရတာလဲဒီတော့ကျွတ်ဖြူလေးကအတင်ပြားကလေး ကျုပ်အစာရှာဖွေနေခြင်းဖြစ်ပါတယ်။ပန်းဝင်ကြီးရဲ့အပင်အောက်မှာ စားစရာတွေရှိနေလို့ကျုပ်တူးဆွနေခြင်းဖြစ်ပါတယ်လို့ပြောလိုက်တဲ့။ပြားကလေးကလည်းကျွဖြူလေးပြောတဲ့စကားကိုမယုံလို့မြေစာတွင်ထဲကိုဝင်ကြည့်တာပေါ့။ပြားကလေးသွားကြည့်တော့မြေရင်းထဲမှာကျွဖြူလေးစားဖို့အစာမရှိပဲပန်းဝင်ကြီးရှင်တန်ဖို့အတွက်အမြဲတမ်းအားပေးနေတဲ့အမြင့်တွေကိုကိုက်ဖြတ်နေတာကိုတွေ့လိုက်ရတယ်။ ီတော့တရားကလေးကကြွက်ဖြူလေးကိုပြီးလိုက်တယ်အတင်ကြွက်ဖြူလေးအတင်စကားကမမှတ်ကမ်းပါလားပန်းပွင့်ကြီးရဲ့အပင်အောက်မှာအတင်စားဖို့စားစရာတွေမရှိတာအမှန်ပဲဘာကြောင့်ပန်းပင်ကြီးတည်သွားအောင်အမြင့်တွေကိုဖျက်ဆီးရတာလဲဒီတော့ကြွက်ဖြူလေးကပြားကလေးကျုပ်စားတော့တာကိုမကန်းကွက်ပါနဲ့အတင်လဲတခြားပန်းပွင့်ကြီးစီကိုသွားပြီးဝိရေရှာဖွေတဲ့နဲ့လို့ပြောကထွက်သွားတဲ့တဲ့ ပြာကလေးလဲကျွဖြူလေးရဲ့စကားကိုကြားပြီးပန်းပွင့်ကြီးကိုတနာသွားတာပေါ့ပန်းပွင့်ကြီးစိတ်မပူပါနဲ့အတင်ကကျွရဲ့ကျေးဇူးရှင်ဖြစ်တယ်လို့ပြောပြီးပြောင်းအောင်စီကိုပြန်သွားတာပေါ့ပြာကလေးပြောင်းအောင်စီကိုပြန်ရောက်တော့ပြားပရင်မကောင်အတင်ပြာကလေးဘာကြောင့်ဒီနေ့ဝိရေသိမ်းမလာတာလဲဒီတော့ပြာကလေးကပြားပရင်မကျုပ်တို့အတွက်အမြဲတမ်းဝိရေပေးနေတဲ့ပန်းပွင့်ကြီးဟာကျွဖြူလေးကြောင့်ဝိရေတွေမရနိုင်တော့ပါ အဲ့ဒါကြောင့်ကျုပ်တွဲဖြူလေးကိုဖယ်ရှားဖို့တာဝန်ခံခဲ့ပါတယ်လို့ပြားပရင်မကိုပြောလိုက်တယ်။ပြားပရင်မလည်းပြားကလေးစကားကိုကြားတော့မကြံနိုင်အောင် ဖြစ်သွားတာပေါ့။အဲ့ဒါကြောင့်ပြားကလေးဟာပန်းပွင့်ကြီးကိုတနာလို့ဘလို့ကူညီရမလဲဆိုတာကိုတွေးပြီးပြန်ဝင်နေတာပေါ့။အဲ့ဒီအချိန်မှာငါကလေးတကောင်ဟာအစာရှာဖွေရင်ပန်းပွင့်ကြီးစီကဝိုင်းရင်မစုပ်ပဲပြန်ဝဲနေရဲ့ပြားကလေးကိုတွေ့ပြီးမိလိုက်တယ်။ ပြကလေးဘာကြဝင်းရင်မစုပ်ပဲပြန်ဝင်နေတာလေငါကလေးစကားကိုကြားတဲ့အခါပြကလေးကအကြံရသွားတာပေါ့အဲ့ဒါကြောင့်ပြကလေးကငါကလေးကိုအကြောင်းဆုံးပြောပြပြီးအကူအညီတောင်းလိုက်တယ်ငါကလေးကလည်းပြကလေးကိုအကူအညီပေးတာပေါ့အဲ့ဒါကြောင့်ငါကလေးဟာပန်းပွင့်ကြီးရဲ့အပင်အောက်မှာမြေစာတူးနေတဲ့ကြွက်ဖြူလေးကို သူ့နှုတ်သီးနဲ့ထိုးစိတ်လိုက်တော့ကြွက်ဖြူလေးကလည်းနာကျင်သွားတာပေါ့ပြီးတော့ကြွက်ဖြူလေးကငါကလေးကိုမေးလိုက်တယ်အတင်း ကျုပ်ရှာဖွေစားတောက်တာကိုဘာကြောင့်နောက်ရှက်နေရတာလဲဒီတော့ငှက်ကလေးကအတင်ရှာဖွေစားတောက်တာကိုကြုံမနောက်ရှက်ပါအတင်ကသာပြားကလေးတွေစားသုံးဖို့ဝိရအမြဲပေးနေတဲ့ပန်းပွင့်ကြီးကို နောက်ရှက်ဖြက်စီးနေတာမဟုတ်လားတကယ်ဆိုပြားကလေးတွေကအတင်ထက်ခွန်အားနည်းသူဖြစ်လို့တနာညာတာတင်ပါတယ်လို့ပြောလိုက်တဲ့ဒီတော့ကျွတ်ဖြူကလေးလဲသဘောပေါက်သွားတာပေါ့ပြီးတော့ငှက်ကလေးကိုပြောလိုက်တဲ့ အသင်ဟာတဖက်သားပေါ်မြစ်တာနဲ့ကူညီတဲ့အတွက်ကျုပ်ဝမ်းသာပါတယ်။ကျုပ်လည်းအသင်ငှက်ကလေးလိုမြစ်တာထားပြီးကူညီပါတော့မယ်လို့ပြောပြီးပန်းမွင့်ကြီးရဲ့အပင်ရောက်ကမြေစာတွေကိုစက်မတူးတော့ပဲမြေကြီးတွေကိုပြန်ဖို့ပေးလိုက်တော့တယ်။ပန်းမွင့်ကြီးလည်းကြက်ဖြူလေးရံခါกินလို့သွားပြီးလာပါတဲ့ပန်းတူရင်များကြီးဖိုးပွင့်နိုင်သလိုပြားကလေးကိုလည်းကျေစုတင်နေတဲ့တယ်။အဲ့ဒါကြောင့်နေ့စဉ်ပန်းပွင့်ကြီးနဲ့ပန်းကလေးတွေစီကို ပြားကလေးတွေအများကြီးလာပြီးဝှက်ရည်ဆုပ်ယူနိုင်ကြတာပေါ့ငကလေးကလည်းပြားကလေးတွေကိုအားကြပြီးအခြားငကလေးတွေကိုခေါ်လာပြီးတေးတည်နေတဲ့တာယာလာပါတဲ့ဝှက်ရည်ကြီးကို ပြင်ရသူတိုင်းကစိတ်ထဲမှာအမြဲတမ်းကြည်နူးနေကြတာပေါ့ကွယ်